အားလုံးပဲမင်္ဂလာပါကျွန်တော်မော်တုကပါမက်ခတ်တို့ရဲ့စိတ်နေစိတ်ထားအကျင့်စရိုင်းပြပြင်ရမယ့်အချက်များကိုကျွန်တော်တင်ပေးခဲ့ပြီဖြစ်တယ်မိတို့နက်ခတ်ကိုမတိသေးတဲ့သူတွေကျွန်တော်လင့်ချထားပေးမယ်တွားရောက်ကြည့်စုလိုက်ပါနက်ခတ်တွေအကြောင်းကိုကျွန်တော်တင်လိုက်တာကြည့်စုသူများကတိန်းနဲ့ချီပြီးကြည့်စုတဲ့သူအတယောက်ချီစီကိုကျွန်တော်ကြည့်တင်ပါရခင်ဗျာဒီနေ့မှာတော့နက်ခတ်လိုက်အိမ်နောက်ဘက်ယူနီကိုတင်ပေးမှာဖြစ်ပါအခုနောက်ပိုင်းမှာအိမ်နောက်ကွဲတာတွေကများလာပါတယ်မိမိလက်ခတ်မဲ့သူကြီးဇာတာကိုတိုက်စစ်တာတွေလုံးဝမလွတ်ကြတော့ဘူးကျွန်တော်မြင်ပါတယ်အရင်ကလူတွေကလက်ခတ်တော့ ယ်ဆိုရင်ဇာတာတိုက်စစ်တာတွေလှုပ်ပြီးမှဘာတွေပြင်ဆင်ရမယ်ဘာတွေထိထားရမယ်ဘယ်လိုရည်ရွယ်တွေခြေထားသင့်လဲဆိုတာကိုကြိုတင်ပြင်ဆင်လေ့ရှိပါတယ်အခုနောက်ပိုင်းလူငယ်များကချစ်ကြရင်ယူလက်ကြတာများပါတယ်ဇာတာတိုက်စစ်ဖို့မပြောနဲ့မင်္ဂလာဆောင်ရင်တော့မှအခါရွေးတာတွေလုံးဝမလိုကြတော့ဘူးအားတဲ့တည်းဆောင်လိုက်ကြတာအားကြောင့်ပဲအိမ်တော်ကွဲလာတာတွေများတယ်လို့ကျွန်တော်ကမြင်ပါတယ်ကဲကျွန်တော်ကပေးစီနေပြီလူရင်းကိုပြောကြရအောင်နှက်ခတ်ပညာအရာလူနှက်ခတ်အချင်းချင်းအိမ်တော်ပြုလို့ရပါလူတွေရဲ့သဘောကအကြောင်းကျိုးကို ိုစဉ်းစားနိုင်စွမ်းရှိကြပါတယ်။တိုင်းနိုင်ပြီပြင်လည်းရှိကြပါတယ်။ဒါကြောင့်လူအချင်းချင်းလက်သက်အိမ်အောင်ပြုရင်အဆင်ပြေပါတယ်။စည်းဝါးတတ်တယ်လို့လည်းဆိုကြပါတယ်။ဒါမှမဟုတ်တံပင်မှုလည်းမရှိဘူး။လှုပ်ချင်တာလှုပ်နေမယ်။မာနတွေထောင်လွှားနေရင်တော့ဒီအိမ်အောင်ရေးကလောဝအဆင်ပြေမှာမဟုတ်ဘူး။လူနှက်ခတ်ပိုင်စင်နဲ့နှက်နှက်ခတ်ပိုင်စင်ကအိမ်အောင်ဖက်မယ်ဆိုရင်ဖက်လို့ရပါတယ်။ အေးချမ်းမယ်လို့လည်းဆိုပါတယ်။နှက်ဆိုတဲ့မျိုးကနှုတ်ညက်ပြီးစိတ်တဘောထားကောင်းတဲ့သဘာဝရှိပါတယ်။ဒီတွေ့ထဲမှာလူဆိုတဲ့မျိုးကအကြောင်းကျိုးစဉ်းစားအားကောင်းတဲ့သူတွေဖြစ်တော့ကြောင်းနှက်ပိုင်စင်တွေကဘယ်ကိစ္စမဆိုအကြောင်းကျိုးညီညွတ်ပြီးအစေနောက်ညီတော်စကားများကိုပြောသေးပါတယ်။မဟုတ်ရင်အစဉ်ပြေမှာမဟုတ်ပါဘူး။လူနှက်ခတ်နဲ့ဘလူနှက်ခတ်ကလုံးဝအိမ်တော်မပြုတ်သေးပါဘူး။ကွဲတက်တယ်လို့ဆိုပါတယ်။မဟုတ်ရင်တက်တက်လုံးစိတ်ဆင်းရဲကိုဆင်းရဲနဲ့နေရတတ်ပါတယ်။ဘလူဆိုတဲ့မျိုးကစိတ်ချမ်းကိုချမ်းရှိပြီးထက်ထက်မြက်မြက်လေးရှိပါတယ်။ ော့စိတ်ကြည်တာစိတ်မစေတာမျိုးအမြဲတမ်းလိုလိုဒေါသထွက်နေတာမျိုးတွေမထင်ရင်မထင်တဲ့လိုမျိုးပြုလို့တတ်တော့ကြောင်းအိမ်နောက်ရေးမှာစိုးကျိုးတွေဖြစ်လာတတ်ပါတယ်ကျွန်တော်ပြောတဲ့အချက်တွေကိုဘလူးနက်ခတ်ပိုင်စင်ကပြပြနိုင်မယ်ဆိုရင်တော့အိမ်နောက်ရေးကံကောင်းနိုင်ပါတယ်နက်နက်ခတ်ပိုင်စင်နဲ့ဘလူးနက်ခတ်ပိုင်စင်ကအိမ်နောက်ဖတ်မယ်ဆိုရင်ဖတ်လို့ရပါတယ်ကောင်းကျိုးရှိတယ်အဆင်ပြေတယ်လို့ဆိုပါတယ်လက်ဆိုတဲ့မျိုးကနူးညံ့တယ်ဘလူးကကြံ့တန်းတယ်ဒါကြောင့်စိတ်ချင်းကလောဝတဲ့မှာမဟုတ်ဘူးနက်နက်ခတ်ပိုင်စင်တွေကတီးခတ်နိုင်ရင်တော့အဆင်ပြေမှာဖြစ်ပါတယ်နက်နက် က်ကက်ပိုင်စင်ချင်းချင်းအိမ်အောင်ဖက်မယ်ဆိုရင်ဖက်လို့ရပါတယ်စိတ်ချင်းရမှာနုညက်တာသူတော့ကြောင်းအသက်စီမယ်ကျမ်းမာမယ်စီးပွားရေးအဆင်ပြေမယ်လို့ဆိုပါအလှတန်းကိစ္စတွေမှာစိတ်တူကိုယ်တူလူတန်းရလိမ့်မယ်ဘလူးနက်ကက်ချင်းချင်းအိမ်အောင်ပြုရင်ရပါတယ်ဂုံနှင်းကြော်စောမယ်စီးပွားရေးအလုပ်ကိုင်းတွေအဆင်ပြေမယ်လို့ဆိုပါတယ်တခုရှိတာကအကြည့်စရချင်းတူကြတယ်ဖက်မြက်ချင်းလည်းတူကြပါတယ်ဒါကြောင့်မို့မာနတွေပြိုင်နေတို့ကတော့အဆင်ပြေမှာမဟုတ်ပါဘူးမိတ်ဆွေတို့တိထားရမှာကဒီနေ့ကအပေါ်ရန်တက်တက်ဖြစ်ပါတယ် အကောင်းဆုံးဤကနှက်ခတ်ပေတဲ့နဲ့ဇာတာတိုက်စစ်တော်တွေလုပ်ကြည့်ပါဇာတာတိုက်စစ်ရဲ့နှစ်ယောက်စလုံးရဲ့ကုနစ်တွေလှတွေရက်တွေဝိနည်းတွေလိုပါတယ်ပြီးတော့မိမွေးတဲ့ဇာတိလည်းလိုပါတယ်အတိအကျသိရပါမယ်မဟုတ်ဘူးဆိုရင်ဇာတာတိုက်စစ်လို့လုံးဝမရပါဘူးကြောင်မိတ်ဆွေများသိချင်တာများရှိရင် comment မှာချက်တော့ရေးလာကြပြီပါကျွန်တော်အားရင်အားလိုမျိုးပြန်ပြေးပေးမှာဖြစ်ပါအခုလိုမျိုးမအားတဲ့ကြားကနေကြွေးဗီဒီယိုကိုအစကနေဆိုလိုက်ကြည့်ပေးတဲ့အတွက်တယောက်ချစီကိုကျေးဇူးတင်ပါတယ်ခင်ဗျာကြောင်မိတ်ဆွေများသဘောဖေးရနေကင်းကြပါစေစိုးရိမ်မှန်းမြလည်းပြ ောက်ကြပါစေရောဂါမှန်သည်မြလည်းကြောက်ကင်းကြပါစေအန္တရာယ်မှန်သည်မြလည်းကင်းကြပါစေကိုယ်စိတ်နှပါချမ်းသာကြပါစေအသက်စီစွာနေနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါရခင်ဗျာအခုကျွဲ့ပြီးအမြင်သားနဲ့ဝေမျှခြင်းရှေ့ချင်းချင်းကုတို့ယူလိုက်ပါလို့ကျွန်တော်ကကြံပြုချင်ပါတယ်ကျောင်းမေစီတွေပျော်စင်တော့မိသားစုဘဝတွေပိုင်းဆိုင်နိုင်ကြပါစေခင်ဗျာနောက်နေ့မှပြန်လဲဆုံတွေ့ကြပါမယ်